ီဝက်လက်နယ်မှာမေလ10ရက်နေ့ကနေစပြီးတော့7ရက်နေ့ထိပေါ့နှစ်ရက်ဒီဝက်လက်မြို့နယ်တွေကရွာတော်ကုန်းတို့ရွှေပန်းကုန်းတို့တက်ဆိုင်ကြီးတို့မဲတော်ကုန်းရွာတွေကိုဘုံကျဲတက်ခိုက်တယ်လို့သိရပါတယ်ဆိုတော့ဘယ်နေရောက်များဘုံကျဲတက်ခိုက်တာလည်းမသိပါဆရာဟုတ်အဲဘယ်နေရောက်တုံးဆိုတော့ကျွန်တော်တို့ပထမစပြီးတော့ဝက်လက်မြို့နယ်တွေကိုစပြီးတော့တိုက်တာပါကျွန်တော်တို့ဒီရှိန်မကာရှိန်မကာခွေးကြံရဲ့အဲကျွန်တော်တို့ဒီနောက်တောင်ဘက်နန်းကကျွန်တော်တို့ဒီကိုပိုင်ဆက်တန်းကျောင်း ခက်တန်းချောင်းကိုစပြီးတော့တိုက်တဲ့တိုက်ခိုက်တဲ့နေရာပါကျွန်တော်တို့ဒီမဆိုးရင်တန်းဟာတယောက်ရတယ်ကြာအဲ့ဒီကနေပြီးတော့နောက်ရက်ကိုကျွန်တော်တို့တခါအဲ့ဒီဒီဝါမတဲ့ကျွန်တော်တို့လုံလိုက်တာပေါ့အဲရွာတော်ကုန်းရွာတော်ကုန်းညနေကို3:00အဲမတင်ဝင်းညလောက်ကိုကျွန်တော်တို့လေကြောင်းတိုက်ခိုက်မှုအဲဒီဂျက်ဖိုက်တာပေါ်ကနေပြီးတော့ကျွန်တော်တို့အဲဘယ်လိုပြောမလို့နှစ်ချက်ပြစ်လွတ်လိုက်တဲ့ထားတော့ဗျာချတာတော့မဟုတ်ဘူးဘာမျိုးစားနဲ့ပြစ်တယ်တော့မလို့အဲ့ဒီမှာမျိုးသမီးရရှိဦးကလေး9နှစ်သားကလေးငယ်တက်ဦးမျိုးသားက နှစ်ဦးစုစုပေါင်း12ဦးကျွန်တော်တို့ရုံလောင်းတောင်မပြီးဘူးကြာကျွန်တော်ဒီမှာဖိုင်ွဲတွေကိုရှိနေတယ်အဲအဲ12ဦးဝကြီးမိတည်ပြီးတော့ကျွန်တော်တို့18ဦးလောက်ခံရတယ်ဗျာပြီးတော့အဲအဲ့ဒီကနေနောက်ရကျတော့ကျွန်တော်တို့ဒီရှေးပန်းကုန်းကိုကျွန်တော်တို့အဲဝါလောက်ပေါ့ခုနှစ်နာရီခွဲရှစ်မှတ်တင်းလောက်ကိုတခါကျွန်တော်တို့ရဖိုက်တာနဲ့တခါနှစ်ကျင်နာပြစ်တာကကျွန်တော်တို့မျိုးသားလေးတူမျိုးသမီးလေးတူပေါင်မျိုးသားလေးအပေါင်ရှက်မှန်းနဲ့မျိုးသမီးလေးကကောင်းရှက်မှန်းနဲ့မစိုးရင်ရဘူးအဲ့ဒီကနေပြီးတော့ကျွန်တော်တို့တခါ ဘာလို့မှ၁၇နှစ်လောက်မှမဲတော်ကုန်းတနေတဲ့မဲတော်ကုန်းမှာကျွန်တော်တို့ဘုန်းကြီးကျောင်းရွာမြောက်ဘက်ကရွာမြောက်ခဏဘက်ကဘုန်းကြီးကျောင်းထဲမှာတလုံးရွာနောက်ဖက်မှာတောဇတ်ထဲကျွန်တော်တို့တို့ဒီကာဝေးရဲဘော်တွေနေတဲ့ထင်ပြီးတော့ပြစ်လိုက်တာကတလုံးအဲ့ဒီမှာကကျွန်တော်တို့ဒီဘုန်းကြီးကျောင်းထဲကအဲ့ဒီပြည်သူ9ဦးကျွန်တော်တို့မစိုးရင်ရဒဏ်ရာမစိုးရင်ဒဏ်ရာကျွန်တော်တို့ရရတယ်ဗျနှစ်ရက်တာပေါ်တော့လေကျောင်းတက်ခတ်မှုမှာတေဆုံးသူနဲ့ဒဏ်ရာတဲ့သူအရေအတွက်ကိုစုစုပေါင်းကဘယ်လောက်များရှိတယ်လို့သိရလဲဗျဆရာအတိပြုနိုင်လောက်လေးပြုပေးပါဦးဟုတ်ဒီပြုနိုင်တာကတော့ ကျွန်တော်တို့ဘနေရွာတုံးဆိုတော့အဲ့တော့ကျွန်တော်ကြံသေးတယ် sorry တစ်စိတ်မှာတစ်စိတ်မှာကျွန်တော်တို့အဲဒီချောင်းကုန်းပြပြတစ်စိတ်မှာပြလိုက်တာကကျွန်တော်တို့အဲ့ဒီနှစ်ဦးနှစ်ဦးကျွန်တော်တို့အဲ့ဒီဟာကအဲ့နေရာကျွန်တော်ဆရာဆံကြီးကိုတင်ပြတော့ကတော့ကျွန်တော်တို့မဆုံးသေးဘူးဗျအဲ့နေ့လေပိုင်းတော့တို့တို့ဖုံးသွားတယ်လို့သတင်းကြားတယ်အဲ့တစ်စိတ်ဒီကျွန်တော်တို့ဟွာမှာပြလိုက်တာကအဲကျွန်တော်တို့ကြောင်းမှာပြလိုက်တာကနှစ်ဦးတည်ဆုံးတယ်ဗျအဲစူးစူးပေါင်းဆရာကျွန်တော်တည်ဆုံးတာကကျွန်တော်တို့ဒီရွာတော်ကုန်းက 17ယောက်နဲ့သစ္စိန်က2ယောက်နဲ့13ယောက်သေဆုံးတယ်ကျွန်တော်တို့ဒဏ်ရာရတာကအဲကျွန်တော်တို့ဒီဟိုရှေးမကားရှေးမကားရွာကခံကျင်းစက်လမ်းပြီးကအထက်ကအကြောင်းကိုပိုင်အကြောင်းပြတာကတယောက်ရယ်နောက်ပြီးကြတော့ကျွန်တော်စီရန်ကုန်းက2ယောက်ရယ်အဲ3ယောက်3ယောက်နောက်အဲ့ဒီမှာပြီးတော့ဒါကျွန်တော်တို့ရွာတော်ကုန်းက18ယောက်ရယ်18ယောက်ရယ်3ယောက်ရယ်21ယောက်21ယောက်ရယ်ကျွန်တော်တို့မဲတော်ကုန်းက9ယောက်ရယ်အဲ30ပေါ့နော်အဲ21ယောက်21ယောက်28ယောက်28ယောက်ကျွန်တော်တို့ဒဏ်ရာရပြီးတော့ ကျွန်တော်တို့ဟွာပေါ့အဲ73ဦးကျွန်တော်တို့ပွဲချင်းပြီးသေးတယ်ဒီသေဆုံးတဲ့လူတွေကတော့ရွာတော့ကုန်းမှာဆိုလို့ချင်းတို့နောင်းတွေကမပြည်ပြန်လို့ပုံတော့ဒီတခါလဲတောင်ချရဲဆိုပြီးတော့အကူကြီးပေးတဲ့လူတွေကပြောကြတယ်ဟုတ်သေဆုံးသူအများစုကပွဲချင်းပြီးသေဆုံးတဲ့လူတွေအများစုလားဗျာအလောင်းကောက်ယူရတာတွေရောဘယ်လိုဖြစ်နေလဲဖြစ်နေရှိလဲမသိဟုတ်ဟုတ်လောင်းကောက်ယူရတာကတော့ကျွန်တော်ကိုယ်တိုင်သွားကောက်တယ်ဗျာညနေပိုင်းကျွန်တော်မိုးချုံမပြန်လာတော့ကျွန်တော်ကိုယ်တိုင်သွားကောက်တဲ့အလောင်း6လောင်းကတော့ကျွန်တော်တို့ ရုံလောင်းကိုမပြီးတော့ဆရာကြီးဟိုလိုပြောမသိရင်တော့ခြေောက်တွေပြလက်တွေလည်းခြေောက်တွေလည်းမီးလောင်လက်တွေလည်းမီးလောင်အဲဘာမှဟိုကျွန်တော်တို့ဟိုလိုပြောမသိရင်တော့ရုံလောင်းကိုမပြီးတော့ဘူးဒါမှမဟုတ်မိမယောက်ျားတော့ခွဲလို့ရတဲ့အနေထားလေးတခုတော့ကျွန်တော်တို့မှတ်မိတဲ့အနေထားလေးတွေတော့ရှိတယ်ဒါမှမဟုတ်ဟိုကျွန်တော်တို့ကတော့ဘေးရွာနေကလေးကျွန်တော်တိုင်းနေတဲ့မှာပါတော့ဘေးနဲ့ဘေးရွာနေကျွန်တော်တို့ကတော့တွားကလေးလို့တော့မောင်းဖြူမောင်းနေတော့ကျွန်တော်တို့ကတိကျမသိဘူးဒါပေမဲ့ရွာကန်တွေကတော့ဒါဘယ်လိုအများဆုံးကတော့ဆရာအဲ့ဒီရွာတော်ကောင်မှပြီးွားတာက မိသားစုတွေအများတွေကြတိမ်ကို၄ယောက်၅ယောက်မိသားစုတွေလိုက်ပေးတာဟောမိသားစုတွေလိုက်ပေးတာကခုနကကျွန်တော်ပြောတာလိုပဲမိမတွေတွေအများဆုံးပေးတယ်ကြဒီတေဆုံးတွေမှာလေဆရာဟုတ်တေဆုံးသူတွေမှာအများစုကကလေးငယ်တွေနဲ့ဒါမျိုးသမီးဖြစ်တယ်လို့လည်းကျွန်တော်ရည်ပြရသိထားတယ်ပါဆိုတော့ဒီဒီအများစုကလေဘယ်လိုမျိုးတွေများအဲကလေးနဲ့မျိုးသမီးဘလောက်ဘောနော်အဲ့လိုမျိုးခွဲခြားပြောလို့ရမယ်ဆိုရင်လည်းပြောပြပေးပါဦးသိလို့ရတယ်လားဟုတ်ရရတယ်ရတယ်ရတယ်ကျွန်တော်အဲ့အရာတော့တိကျပြောနိုင်တယ်ဆရာကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့ ကေသေးလို့တာဆိုတော့အဲ့ဒီရွာတော်ကုန်းမှာကျွန်တော်တို့ရပိုက်တာနဲ့ဒီကြိမ်ထဲနဲ့ကျွန်တော်တို့ဒီနှလုံးပစ်ချလိုက်တဲ့အနေထားမှာယူသမီးကကျွန်တော်တို့7ဦးယူသမီး7ဦးကလေးငယ်ယူသားလေး9အနှစ်သားမျိုးသားလေးတူနောက်တခါကျွန်တော်တို့အဲဝါလောက်ပေါ့အဲ30ဝန်းကျင်လောက်တခါမျိုးသားနှစ်ဦးစုစုပေါင်း7ဦး7ဦးမျိုးသမီးလေးတွေကတော့ကျွန်တော်တို့အသက်အများဆုံးအကြီးဆုံးကတော့ကျွန်တော်တို့65ဘွားတော့တယောက်ပါမယ်80ကျော် အဲကျွန်တော်တို့30ကျော်ဝန်းကျင်လေးတွေပဲဗျာဆရာရှင်ငယ်ကြွားမယ်ဆိုလို့ရှိရင်လည်းဒီနှစ်ယောက်ကကလင်းငယ်ပါတယ်ဆိုပြီးတော့ပြောဆိုနေကြတာလည်းရှိကြလို့ပါဟုတ်ဆရာများဘယ်လိုများတည်ဆူဟုတ်ဟုတ်ရှင်ဝန်းကတော့ဆရာကျွန်တော်တို့အဲ့ဒီပြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်တောက်လျှောက်ထားပြတာပဲကျွန်တော်ရော်တော်ကုန်းကိုနောက်ထပ်ရှင်လေးဝင်မယ်ဆိုပြီးတော့သွားမယ်အလုပ်ကိုရှင်ဝန်းကမှပြတာနဲ့ကျွန်တော်ရော်တော်ကုန်းကိုနောက်ထပ်ထပ်မသွားဘဲနဲ့အဲ့ဒီရှင်ဝန်းကမှကျွန်တော်တောက်လျှောက်ပြစ်ပြီးတော့လူပြောင်းသွားပြီကျွန်တော်တို့တောက်လျှောက်သွားပြီးတော့ရှင်လေးရေကယ်သေးသွားလို့တဲ့အနေထားမှာ ုံးဝမှဒီကလေးငယ်တွေပါတွေတေးကြောက်တွေလူတော်တော်များများအသေးကြောက်တွေလုံးဝမှမရှိဘူး။နှစ်ဦးတည်းပဲကျွန်တော်တို့မြူသားလေးတဦးမြူသမီးလေးတဦးအဲ့နှစ်ဦးပဲကျွန်တော်တို့ ठी တယ်။ပြည့်ကြတော့အဲ့ဒီစာတင်ကြောင်းဘောက်မှာသူကတလုံးချတယ်ကားလန်းရှိပဲ။နောက်ကားလန်းနောက်ဖက်တလုံးချတာကားလန်းနောက်ဖက်ချတဲ့ဟာနဲ့ကားလန်းရှိပဲချတဲ့ဟာနဲ့အိဒီယာအပီ40လောက်ဝေးတာ။အဲ့မှာဒီစာတင်ကြောင်းနဲ့တည့်တဲ့ကခမားအင်ဂျီကျွန်တော်တို့ဝါလောက်တော့အဲလေးလုံးလောက်တော့ကျွန်တော်တို့ဟိုအပေါက်ပြဲလေးတွေဖြစ်သွားတဲ့အနေထားရှိတယ်။အဲ့ဒီရဲ့ အပြင်ကိုကျွန်တော်တို့သေပြောက်ကတော့ကျွန်တော်အခုချိန်ထိတရင်စုံသားတယ်လောက်ကတော့အသေးပြောက်ကတော့မရှိဘူးဆရာအဲ့နှစ်ယောက်ပဲအတူပြုလို့ရတယ်ခိုင်းမိတဲ့နှစ်ယောက်ပဲအတူပြုလို့ရတယ်တေဆုံးတဲ့လူတွေထဲမှာလေဒီကျမကြီးဝန်ထမ်းတို့ပညာရေးဝန်ထမ်းတို့များပါလားမသိပြဆရာဘယ်လိုများသိထားရလဲဟုတ်ဟုတ်ဟာပါတယ်ပါတယ်ဆရာကျွန်တော်တို့တမကုန်းကကျွန်တော်တို့ကနေဦးဆုံး CDN လောက်ထားတယ်ဆရာမကြီးတယောက်ပါသွားတယ်ဗျအော်ဟုတ်အဲ့ဒါကရွှေဒီရွာတော်ကုန်းမှာဖြစ်တာဟာလားမသိပြဆရာဟုတ်ဟုတ်တယ်ဟုတ်တယ်ရွာတော်ကုန်းရွာတော်ကုန်းကရွာတော်ကုန်းကအဲ့ဒီကျွန်တော်တို့ စီဒီအန်လောက်ထားတဲ့ဆရာမတယောက်ပါသွားတယ်ဗျအဲကျွန်တော်တို့လက်ရှိကာလလည်းခုသူကစီဒီအန်လောက်ပြီးတော့လက်ရှိကာလမှာလည်းကျွန်တော်တို့ခုနိုင်ငံတော်စိုးရရဲ့နော်ဒီဟိုပညာရေးမှာလည်းသူတရောင်းတနေရနေပြီးခုချိန်ထိနော်သေးသွားတဲ့အထိသူတောင်းထမ်းဆောင်သွားပါတယ်ဗျဒီတန်ရရတဲ့တဲ့လူတွေအများပြားရှိတယ်လို့တည်ထားရပါတယ်ဆိုတော့ဒီတိကျတန်ရရတဲ့လူတွေကလေအစ်တအနေစိုးရင်ရတဲ့လူတွေများရှိတလားဗျာတို့ရဲ့ကျမကြီးအခြေအနေရောဘယ်လိုမျိုးရှိနေလဲဟုတ်ဟုတ်ကျမကြီးအခြေအနေကတော့ဆရာကျွန်တော်တို့အခု လက်တလို့အနေထားနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ကျမကြီးအချိန်ကြီးကတော့ကျွန်တော်တို့ဒါတော်တော်ခက်ခက်ခဲခဲကျွန်တော်တို့ယုံငါတဲ့အနေထားရှိတယ်။ဘာလို့ယုံငါတဲ့အနေထားရှိရတော့ဆိုတော့ကျွန်တော်တို့ကဟိုစခန်းနေလေကျွန်တော်တို့ကပေါက်ကြမှာဆိုတော့ဆေးဝါးအဓိကတော့ဆေးဝါးလုံလောက်မှုကျွန်တော်တို့ခက်ခဲတယ်။အခုလက်ရှိကျွန်တော်တို့ကုပီနေတဲ့ဒီကနေကဆေးဝါးလုံလောက်မှုခက်ခဲတယ်။အဲနောက်ထပ်ပြန်ပြီးတော့ဒါရတဲ့လူတွေကပစ္စည်းနိုင်လောက်တဲ့လူရှိလားဆိုရင်တော့ရွာတော်ကုန်းကတော့ကျွန်တော်တို့နောက်ထပ်တော့အနေချင်းတော့ ဟိုဖြစ်လာနိုင်တဲ့အလားအလာလေးတော့ရှိတယ်ရွာတော်ကအဲ့ဒီခုကျွန်တော်တို့၁၈ဦးလောက်တန်းရတဲ့တွေကဟိုလက်အန်ရဲစိုးရင်လောက်တဲ့လူက၂ယောက်၃ယောက်လောက်တော့ကျွန်တော်တို့ရှိသေးတယ်ကြာဒါပေမဲ့ခုချိန်ထိတော့ကျွန်တော်တို့တတ်နိုင်သလောက်တော့အော်တော့ကျွန်တော်တို့ဒီလက်ရှိသေးရုံသေးကားနေနဲ့ကျွန်တော်တို့ကာကွယ်ရေးဝယ်ရေးဝယ်တွေကတော့စောင်းစောင်းရှောက်ရှောက်တွေတော့ကျွန်တော်တို့လုပ်ပေးနေတဲ့အနေအထားလေးတွေတော့ရှိတယ်ခုဆိုလို့ရှိရင်ဒါဝက်လက်နေဘောတော့ဒီလေချောင်းတွေကတောက်လျှောက်ပေါ်တော့စစ်မပြတ်ကျဲနေကြတယ်ဆိုတဲ့အခါကျတော့သူတို့ကဘယ်လိုမျိုးနေရာတွေကိုအဓိကပြစ်မှတ်ထားပြီးတော့မှ ်ညာတက်ခိုက်တဲ့ချင်းကြီးရှိလည်းမသိပါဟုတ်ဟုတ်ဆရာကျွန်တော်တို့အခုဒီဝက်လက်မျိုးနယ်မှာအခုလက်ရှိတက်ခိုက်သွားတဲ့ဒေသနေရာတွေကတော့ကျွန်တော်တို့အချိန်ငယ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့နေကင်းကိုအလုံများတယ်ဗျာနော်နေကင်းကိုဆိုတော့သူကဘယ်ချိန်လောက်ကစလုပ်တော့သူက9နာရီနဲ့ညနေ3နာရီလောက်ကိုသူကလုံးလေးလှထားရှိတယ်ဗျအဲခုသူအများဆုံးတိုက်ခိုက်သွားတာကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ရှေးဘန်းကုန်းမှာဆိုရင်တော့ចောင်းបောက်ကိုတိုက်ခိုက်သွားတယ်အဲသူចောင်းနေကိုចောင်းသူចောင်းသားရှိမဲ့ထင်ပြီးသူလှုပ်သွားတယ်နောက်ကျွန်တော်တို့ဒီ ချိန်မကားပဲကြတော့ကျွန်တော်တို့ချိန်မကားရဲ့နောက်တောင်ဘက်ကကျွန်တော်တို့ကြောင်းမယ်အဲ့ဒါလေကျွန်တော်တို့ကိုယ်ပိုင်ထက်တန်းကြောင်းမယ်သူအဲ့ဒါကြောင်းသားတွေရှိမယ်ထင်ပြီးသူလှုပ်သွားတယ်နောက်တစ်ဆိုင်တစ်ဆိုင်ကြပြတော့လေကျွန်တော်တို့ကြောင်းမယ်ကျွန်တော်တို့စိုးမှုထားတဲ့နယ်မြေတွေဆိုတော့ကျွန်တော်တို့ကြောင်းဖွင့်တယ်ဆိုပြီးတော့သူကြောင်းသူကြောင်းသားကိုအဓိကထားတိုက်ခိုက်တယ်လို့ခုကြီးရွာတွေကြတော့ဒါကျွန်တော်ကလည်းမြင်ပြောရမယ်ဆိုရင်လည်းဆရာကြီးဟိုဒါကြီးရွာတိုင်းကြီးရွာတိုင်းမှာကျွန်တော်တို့ဝက်လက်မျိုးနေရရက်ကြီးကာကွယ်ကားကောင်းနေကြရွာတိုင်းမှာဆိုရင်တရွာ15ရောက်20ရှိတဲ့နယ်ကအခုလိုရွာတွေဘာလို့ပြစ်တာတော့ဆိုအဓိကကတော့ ကာကွယ်ရေးဘော်ဒီကထားလောက်တာမဟုတ်ပြည်သူကိုဒါအဓိကထားပြီးပြင်မှထားပြီးတော့တိုက်ခိုက်တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ဘာလို့အခုသူတို့ပြစ်သွားတဲ့နေရာတွေကပြည်သူတွေအများဆုံးနေထိုင်တဲ့နေရာတွေကြီးပြစ်သွားတာကာကွယ်ရေးဘော်တွေနေတဲ့နေရာမဟုတ်ဘူးဗျဒီတာစစ်ရေးပြင်မှမဟုတ်တဲ့နေရာတွေကိုအဓိကထားပြီးတော့တိုက်ခိုက်နေတာဆိုတော့လေဒီတိုက်ပွဲတွေများရှိလို့လားကြာနောက်တစ်ခုကပေါ့သတင်းပေါက်ကြားလို့များလားဘာကြောင့်များဖြစ်နေမလဲဟုတ်အော်ရေဘွားတော့ဆရာကြီးကျွန်တော်သုံးသပ်မယ်ဆိုရင်တိုက်ပွဲမှာကျွန်တော်တို့ဝဲလက်မျိုးနယ်မှာစီပန်းကုန်းစခန်းသိမ့်ပြီးရဲ့နောက်ကိုကျွန်တော်တို့နှစ်နှစ်တာကာလအတွင်းမှာ အဲကျွန်တော်တို့ဒီနှစ်လပိုင်းလောက်ကအဲငါဝါ2025 2025တလပိုင်းလောက်ကကျွန်တော်တို့ရှိဝါထွက်လာတဲ့ခွေးကြောင်းတွေသခိုင်းမကထွက်လာတဲ့ခွေးကြောင်းကိုတော့ကျွန်တော်တို့အပြချေမုံနိုင်တဲ့အနေထားလေးတစ်ကြောင်းကလွဲပြီးတော့အခုချိန်ဒီတော့ခွေးဟိုကျွန်တော်တို့စစ်ကြောင်းမထိုးနိုင်ဘူးဗျအခုဘာလို့လောက်သွားရလဲဆိုတော့ဆရာစောစောကပြောတဲ့စကားလိုပေါ့နော်။ဘာလို့ကျွန်တော်ဒီနောက်ပိုင်းမှာအဲဘယ်လိုပြောရမလဲဆိုတော့ဒါတရင်ပေါက်ကြားတယ်လို့ပဲပြောရမှာပေါ့နော်။ကျွန်တော်တို့ပဲဒီမှာအဲတရင်ဒါသူတို့တိတိကျကျပေးနိုင်တဲ့ပုံစံတွေရှိလို့မို့ ိုပြစ်တာကတော့မှားနေဒါပေမဲ့လို့တို့တော့သူတို့ပြစ်တဲ့နေရာတွေကကျွန်တော်တို့ကာကွယ်ရဲဘော်တွေနှီးခိုးနေတဲ့ဌာနတစ်ခုတခန်းတစ်ခုကိုပြစ်တာမဟုတ်ဘူးအဲပြစ်တာကတော့အဲအဲ့ဒီရွာပဲပြစ်တာဒါပေမဲ့လို့သူတို့ပြစ်လိုက်တဲ့နေရာဒီ CBA ပကဖသုံးမိုးထားတဲ့ကျွန်တော်တို့ဒီတက်ကွန်းတစ်ခုမှမဟုတ်ဘဲနဲ့ဒီရတ်သားပြည်သူတွေအများဆုံးစုဝေးတဲ့နေရာတွေပဲပြစ်သွားတာများတယ်ပြန်ဆရာ ။နောက်တစ်ချက်ကလေခုအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစကိုင်းတိုင်းကိုတိုက်ခိုက်တာတွေကကျွန်တော်တို့ MI35 တို့နဲ့တုံးပြီးတော့ပဲတိုက်ခိုက်တာ။နောက်ချိန်မှာဘောတော့ခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2025အတွင်းမှာဆိုလို့ရှိရင်ဒါအစစ်မြေနေနဲ့တိုက်ခိုက်တာမျိုးရှိတယ်ဘယ်တော့ပါရာမိုတာတို့နောက်တစ်ချက်ကကျွန်တော်တို့ဂျက်ဖိုက်တာတို့ဝိုက်တွဲတို့နဲ့အင်အားသုံးပြီးတော့များတိုက်ခိုက်နေတာမျိုးရှိတယ်ဆိုတဲ့ခါကျတော့ဒီကတော့ဝက်လက်ဘက်မှာရောဘယ်လိုမျိုးတွေများ တက်ခတ်နေကြတဲ့အခြေအနေမျိုးတွေတွေ့ရတယ်ဗျာဟုတ်ဟုတ်ဆရာကျွန်တော်တို့ဝက်လက်မျိုးနယ်ကိုတော့အခုဒါကျွန်တော်တို့သတင်းရသလောက်ကတော့ဒီကျွန်တော်တို့ဒီ2025 2025ငါးလပိုင်းတဲ့ကိုကျွန်တော်တို့ဝက်လက်မျိုးနယ်မှာရှိတယ်နော်ဟိုသူတို့မစိုးမိုးနိုင်တဲ့နေရာတော်တော်များများကိုဒါသူတို့ညစ်ပြချေမုံမယ်ဆိုပြီးတော့ဒါသူတို့ဟိတ်ကျူးလိုက်တယ်ပေါ့ဟိတ်ကျူးတဲ့အတိုင်းလည်းလုတ်တယ်လုတ်တဲ့အနေအထားမှာဆရာစောစောပြောလို့ MR35 တွေပါတွေနဲ့ကျွန်တော်တို့အခုပြစ်တာမျိုးမဟုတ်ဘဲနဲ့ jet fighter နဲ့ကြီးတဲ့အသီးသားကျွန်တော်တို့မျိုးနယ်ကိုရွေးတုံးတာကျွန်တော်တို့ဒီ wine တွဲနဲ့လည်းမတုံးဘူး ဲကျွန်တော်အမတာတီဖိုက်နဲ့လည်းမသုံးဘူးအဲရဟယင်နဲ့လည်းမသုံးဘူးအခုကတော့ဂျက်ဖိုက်တာနဲ့ကြီးပဲသူတို့အသီးသန့်သုံးတာဗျအခုလက်ရှိအခုလောလောဆယ်မှာဖြစ်တဲ့နေတာတိုင်းတာမှာဂျက်ဖိုက်တာနဲ့ကြီးပဲသူတို့ပြစ်တယ်ဗျနောက်တစ်ခုကလေဒီစကိုင်းတိုင်းမှာဆိုလို့ရှိရင်ဒါဆုတ်ဆူတာဖုန်ကြီးချောင်းတွေစာတင်ချောင်းတွေကိုတိုက်ပွဲဖြစ်ဖြစ်မဖြစ်ဖြစ်ဘောတော့အချိန်မရွေးနေရမရွေးတိုက်ခိုက်နေတဲ့ဖြစ်စဉ်တွေရှိပါတယ်ဒီတော်လိုင်းအင်အားစုကလည်းဘောတော့ဘုတ်ကိုချင်းတွေတူထားဖို့တိုက်ပွဲဖြစ်တဲ့နီးမှာမနေထိုင်ဖို့ထုတ်ပြန်ချက်တွေထုတ်ထားတာလည်းရှိတယ်ဘောတော့ဆိုတော့ မိမိမှာတိကျတည်ဆုံမှုတွေနည်းအောင်ဟာပေါ်ဆောင်ဖို့အတွက်တော့ဘယ်လိုမျိုးအားနည်းချက်တွေများရှိနေလဲအဲနောက်ကဘယ်လိုစိန်ခေါ်ချက်တွေများရှိနေလဲဟုတ်ဟုတ်ရှိတယ်ရှိတယ်ဆရာရှိတယ်ဆိုတာကနောက်တော့ကျွန်တော်တို့ကျွန်တော်တို့ပြောရရင်တော့ကျွန်တော်မြင်တော့ပြောရမယ်ဆိုရင်တော့ဆရာကျွန်တော်တို့ဆိုရင်လည်းဒါတော်လိုင်းအစစနေရကျွန်တော်တို့ခုတ်လုတ်ခဲ့ရတဲ့အနေအထားရှိတယ်။ဇလန်တချို့ကတရင်လေးမှဆိုလို့ဆိုပြီးတော့ခုတ်လုတ်ခဲ့ရတဲ့အနေအထားနေပြီးတော့ခုချင်းဒီကျွန်တော်တော်လိုင်းအတက်တန်းနဲ့တွေ့ရမယ်ဆိုရင်ကျွန်တော်တို့ဒီနောက်ပိုင်းမှာကျွန်တော်တို့ကာကွယ်ရဲဘော်တွေရဲ့နေတဲလေး ဟိုဒီတော်လိုင်းရေးပေါ်မှာစိတ်ဝင်စားမှုလေးတွေအားနေတာကလည်းတကြောင်နောက်ဒီအဲစောစောပိုင်းကခုနဆရာပြောတော့ကျွန်တော်တို့ဒီဘက်တည်းကသခိုင်းတိုင်းဆိုပေမဲ့လို့ကျွန်တော်တို့ဒီဘက်ကသခိုင်းတိုင်းလရင်ကြတော့ကြတော့ကျွန်တော်စေဘေးတံကိုတိတ်မခါသေးတော့ပြည်သူတွေကလည်းနေတယ်လေးအဲဘယ်လိုပြောမလဲဆိုတော့ဒီလက်အလေးလွတ်ကင်းလောက်မဲ့ပုံစံမျိုးမှာကျူတင်ပြင်ဆင်ကာကွယ်မှုလုံးဝမရှိလို့ကျွန်တော်တို့ဒီခုလိုဖြစ်သွားတဲ့အခါတည်ကြည်ပစ္စည်းများတာကလည်းတကြောင်ပေါ့နောက်ပြီးတော့ကျွန်တော်ကတော့ဒါပုံမှန်လင်းလို့ပြောရမယ်ဆိုရင် အဲကျွန်တော်တို့ဒီအဆင့်ကဲအဆင့်လိုက်ဆင့်လိုက်တိုင်ရင်စင်နဲ့တိုင်ရင်လိုက်ရကြည်စင်နဲ့ရကြည်လိုက်ပေါ့နော်ကျွန်တော်တို့ဘက်ကကျွန်တော်တို့ဝဲလက်မြို့နယ်ကရကြည်ကာကွေကတော်တော်လေးစူးမှုတဲ့နယ်မြေဖြစ်တယ်ဒါပေမဲ့လို့တို့တော့အဆင့်ကဲဆင့်ကဲလိုက်စီမံကွက်ကဲမှုဟိုလုံခြုံရေးအနေထားရတွေကနောက်ပိုင်းမှာတော်တော်လေးအားနည်းလာလို့မို့ဒါကျွန်တော်ကတော့ဒီလိုလေးတွေသူစစ်ကောင်စီဘက်ကနေလွယ်လင့်တကူသတင်းကိုရယူနိုင်ပြီးတော့အဲဘုံကြီးကျောင်းတွေစာတင်ကျောင်းတွေဘာသာရေးစာအုပ်တွေလူထုတတ်တဲ့နေရာတွေအဓိကဖြိုခွင်းနိုင်တယ်လို့ပဲဒါကျွန်တော်အမြင်ကတော့အဲ့လိုလေးမြင်နေဆရာဒီလိုအားနည်းချက်တွေရှိတော့ဆိုလို့တော့ဒါ ဒီဟာတွေကိုကြော်လာနိုင်ဖို့ပေါ့နော်ဆရာဒီမြေပြင်မှာဒီလှုပ်ဆောင်နေတဲ့ကျွန်တော်အဖွဲ့တွေနဲ့ဘယ်လိုပြင်ဆင်မှုတွေလုပ်လုပ်တယ်နဲ့လို့အကြံပြုချင်ပါလေဗျာဟုတ်ဟုတ်ကျွန်တော်အနေနဲ့ကတော့ဒါတွေကိုကြော်လွားနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကတော့ဆရာရစစ်ကောင်စီကိုအခုလိုအင်အားကြီးတဲ့လက်နက်ကြီးထုတ်သုံးတာကတော့ကျွန်တော်တို့အနေနဲ့အမတုနိုင်ဘူးဒါပေမဲ့သို့တော်ကျွန်တော်တို့ကဒါလေးတွေကိုကြိုတင်ပြင်ဆင်မှုအနေနဲ့ဤလူလေးတွေကိုတင်းလွယ်ရှောင်နိုင်အောင်ကျွန်တော်တို့ပထမတစ်ဆင့်အနေနဲ့ဘုံကိုချင်းလေးတွေ ကျွန်တော်တို့ဒါအခုတော့ဒေတာလိုက်တော့အခုတော့တော်တော်များများတော့ရွာတိုင်းရွာတိုင်းအိမ်တိုင်းအိမ်တိုင်းမှာတူးနေပြီပြကျွန်တော်တို့ဒါနားလေသလောက်ဘုံခွင့်ချင်းလေးတွေအခုဟိုတူးွားလဲကြံကြံပေးပြီနောက်ကျွန်တော်တို့ဒီအန်ဒီရမျိုးကိုနောက်နောက်မဖြစ်နိုင်အောင်စာကွယ်ဖို့ဟာဆိုရင်တော့ကျွန်တော်ကတော့အကြံဉာဏ်ပြုချင်တာကတော့ဒီကကတော့ကျွန်တော်တို့ဒီဝက်လက်မျိုးနယ်မှာရှိတဲ့ရကြီးတိုင်ရင်တက်ဖွဲ့တော်တော်များများဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီဓာတ်ကာလာရဲ့ significant water လေးတွေနဲ့ကျွန်တော်တို့ကျင့်သုံးသွားတဲ့ နေထားမှာအာနမှုလေးတွေရှိတယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်။ဒါပေမဲ့လို့ဆိုကျွန်တော်တို့တော်လိုက်စလို့တော့ငါဆိုရင်ကျွန်တော်တို့လူသိမ်းမှရင်ထီထီမီမီစစ်တယ်။စစ်ပြီးတော့ကျွန်တော်တို့ကပြည်သူရဲ့ပြည်သူရဲ့ဒလန်ရဲ့ခွဲခြားပြီးမှကျွန်တော်တို့ကလုံငန်းတစ်ခုကိုလှုပ်သွားတဲ့နေထားတွေရှိတယ်။အခုကတည်းနောက်ပိုင်းကာလတစ်ခုတခြားမှာဆိုရင်ကျွန်တော်တို့သခိုင်းတိုင်းမှာကကျွန်တော်စစ်ဆေးဂိတ်တော်တော်များများရှိတယ်။ဒါပေမဲ့လို့တကယ်တော့ကတော့ဒီလူသိမ်းတွေကိုကျွန်တော်တို့ဒီဟိုထီထီမီမီစစ်တဲ့အနေထားလေးတွေကျွန်တော်တို့မလုံနိုင်တာက ကျွန်တော်ကတော့ဒါကတော့အားနည်းချက်တစ်ခုလို့တော့ကျွန်တော်ကမြင်တာပေါ့ဘာလို့လဲဆိုဒလန်တချူစစ်ကောင်စီဟိုတော်တော်များများဒီကျွန်တော်တို့ကအဒါဘသူဒလန်ဘသူတချူအဒါစစ်ဘက်ဆိုင်ရာကဘူလားဆိုတာကျွန်တော်တို့လူတိုင်းမသိနိုင်ဘူးအဲ့ကြတော့ကျွန်တော်တို့ကအဓိကကတော့ရွာတိုင်းရွာတိုင်းနေတိုင်းနေတိုင်းဂိတ်တိုင်းဂိတ်တိုင်းမှာရှိတဲ့ဒီကတာဝန်ချတဲ့ပုံကိုယ်တွေဒီဒီအသွာလာလေးတွေကိုလူသိမ့်မှရင်ကျွန်တော်တို့စစ်စီမင်းများမှုတွေတစ်ခုနဲ့ကျွန်တော်တို့သွားမှဒီစစ်ကောင်စီကလွယ်လင်းတကူကျွန်တော်တို့လူသားပဲဖြစ်ဖြစ်ကာကွယ်ရေးပေါ် တော်တို့လူတုံ့ပြန်လာမယ်တုံ့ပြန်မှုကိုကျွန်တော်တို့ကြိုးတင်ကာကွယ်နိုင်မယ်လို့ကျွန်တော်ကတော့သုံးသတ်တာပေါ့ဒါကျွန်တော်ညံမိသလောက်လေးနေတာကျွန်တော်ကတော့ပြောကြည့်တာပေါ့ဆရာဒီဝက်လက်နေမှာပေါ့နော်အာနာသိမ့်ပြီးတဲ့နောက်မှာဒါဆုပ်စုလေချောင်းတက်ဖြတ်မှုအပါဝင်ပေါ့နော်တည်ဆုံးသူဘယ်နှဦးလောက်ရှိပြီလို့တိထားရတယ်လဲဗျအဲတိထားရတယ်လို့ပြောပြပေးပါဦးဟုတ်တည်ဆုံးတာကတော့အဲကျွန်တော်တို့ဒီဒေါ်လာအစကနေအခုချိန်ထိဆိုရင်ကျွန်တော်တို့ဟို2020 နှစ်ကနေပြီးတော့ကျွန်တော်တို့2023လောက်ထိသူတို့အဲ့တုန်းကတော့မြေပြင်စစ်ကြောင်း15ရက်ကို2ကြိမ်15ရက်ကို2ကြိမ်လောက်ထိုးတဲ့အနေအထားမှာကျွန်တော်တို့အဲ့တုန်းကတော့တော်တော်များများသိကြပစ္စည်းတာကတော့ဇွားတိုင်းလူလူသိကြပစ္စည်းတယ်သူတို့ဝင်လိုက်တဲ့ဆိုရင်မလွတ်တဲ့အဖိုးကြီးဖွားကြီးကလေးအဲစတရားချင်းမရင်းချင်းပြီးရဲစဲတဲ့တက်ခါရတယ်ဆိုရင်လည်းကျွန်တော်တို့ဒီဝက်လမြုံနယ်အတွင်းမှာတော်တော်လေးခါရတယ်ဗျရုပ်သမီးတွေရောဒီဒီစုပ်စုရဲ့ဥပဒေမဲ့ချိုးဖောက်တပ်ပြတ်မှုတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါဝက်လက်မှာရှိတဲ့တော်လိုင်းအင်အားစုအနေနဲ့ ဘာများတောင်းဆိုခြင်းပါလဲဗျာဟုတ်ဟုတ်စေုပ်စုတွေရဲ့ဒီတက်ဖြတ်တောင်းကြမှုအနေနဲ့ကျွန်တော်တို့ဒီဝက်လက်ကစေုပ်စုတွေအနေနဲ့ဘာများတောင်းဆိုခြင်းတာလဲဆိုရင်တော့ဒါကတော့အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်အားလုံးကိုကျွန်တော်တို့နိုင်ငံတော်အဆင့်အနေနဲ့အဲဒါလေးတွေကျွန်တော်တို့တပေါင်းတစည်းတည်းဖြစ်သွားနိုင်ဖို့အတွက်ကိုကျွန်တော်တို့တော့တတ်နိုင်တဲ့ပြောနိုင်ဟောနိုင်တဲ့ပုံကိုယ်တွေကျွန်တော်တို့ဝက်လက်မြို့နယ်မှာအကြီးအကဲတွေနိုင်ငံတော်အဆင့်ပဲဖြစ်ဖြစ်အတိုင်းအဆင့်ပဲဖြစ်ဖြစ်ဆင်းလာပြီးတော့ကျွန်တော်တို့အခု သဘောထားကွဲလွဲမှုလေးတွေဖြစ်နေတာတယောက်နဲ့တယောက်စိတ်ဝမ်းကွဲမှုလေးတွေဖြစ်နာကိုတပီးတစည်းတစည်းတစ်လုံးနဲ့ဖြစ်ဖို့အတွက်ကြီးကြီးထုတ်ထုတ်ပြဖို့အတွက်ကျွန်တော်တို့ပထမတစ်ဆင့်လိုမယ်နောက်ဒုတိယတစ်ဆင့်ကကျွန်တော်တို့ဒီရကြီးကာကွယ်တာဝန်ခံနေကျွန်တော်တို့ဒီ PDF တိုင်ရင်တပ်ဖွဲ့တွေလည်းရှိတယ်သူတို့ရဲ့လူအချက်ကဘာလို့လာတော့ဒီကအခုလောလောဆယ်ကျွန်တော်တို့လူနေတာကကျွန်တော်တို့လက်နက်ခရမ်းနဲ့လက်နက်ကိုဒီကထားလိုနေပါတယ်ဟိုစားရကကျွန်တော်တို့ကဘလူဝဲဖြစ်ဖြစ်စားနိုင်တယ်ဒီကကတော့ကျွန်တော်တို့တိုက်ဖို့အတွက်ကပထမတစ်နှတ်ရှိရမယ်နောက်တစ်ဆင့်ကျွန်တော်တို့စီရှိရမယ် ဒါတွေကိုကျွန်တော်တို့ဝက်လက်မျိုးနဲ့တော်တော်ခက်ခက်ခဲခဲဖြတ်တန်းနေရတဲ့အနေအထားရှိတယ်အဲကြတော့ကျွန်တော်တောင်းညင်လာတော့အဲ့ဒီအချက်၃ချက်ပဲပထမတစ်ချက်ကတော့ကျွန်တော်တို့နိုင်ငံတော်အဆင့်ကပဲဖြစ်ပြီးကျွန်တော်တို့ဝက်လက်မျိုးနဲ့မှဆင်းပြီးတော့မြေပြင်ကိုကွင်းဆင်းပြီးတော့ကျွန်တော်ကတော့ကြီးပြင်ပါတယ်ညာညာစီးစင်းလုံးလုံးလေးဖြစ်သွားအောင်ဒုတိယတစ်ဆင့်အနေနဲ့ကကျွန်တော်တို့လက်နဲ့တတိယတစ်ဆင့်အနေနဲ့ကကြီးရိတ်ခါအလုံးကျွန်တော်တို့ဒါဒီ၃ချက်ကိုသာကျွန်တော်တို့ နိုင်ငံတော်အဆင့်ကလုတ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့မျိုးနယ်မှာမဟုတ်ပါဘူး။ဒီကိန်းတဲ့တိုင်းလုံးကိုဒါတွေကိုကျွန်တော်နိုင်ငံတော်အဆင့်ကပံ့ပိုးနိုင်မယ်ဆိုရင်တော့မြန်မြန်ဆန်ဆန်ပြီးပြီးတော့မြန်မြန်ဆန်ဆန်ကာကွယ်စောင့်ရှောက်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ကျွန်တော်မိရဲ့အထဲကနေပြီးတော့ဖြစ်ဆက်ပြီးတော့ပြောကြရှိရသေးခြင်းလဲပြောပြပေးပါဦးဗျာ။ဟုတ်ဟုတ်ဟုတ်ကျွန်တော်အနေနဲ့ကတော့ဖြစ်ဆက်ပြောပြခြင်းတာကတော့ဘာပဲဖြစ်နေနေစရာကျွန်တော်တို့ဒီလောကတွေကိုရောက်လာတဲ့လူတွေကတော့ဒါကိုကျူးအတ္တအတွက်ဤသားသူတို့တက်လာတာမဟုတ်တဲ့အတွက်လုတ်တဲ့နေရာမှာမြတ်မြတ်တတ်တတ်လေးနဲ့ဒီသူကြီးကိုလူလူလားလားတဲ့ဖို့ပြီးတော့ တိုင်းယူပြည်ယူအစဆုံးရွှေဆောင်နိုင်တဲ့ပုံကိုယ်တွေဖြစ်ပါသည်လို့ပဲကျွန်တော်ကဆုတောင်းပါတယ်အဲကျွန်တော်တို့ဒီလက်ရှိနေကရဲဘော်တွေကလည်းအဲ့လိုစိတ်တက်ရှိတဲ့ပုံကိုယ်တွေလုံနိုင်တယ်လို့နိုင်ငံတော်အကြီးအကဲတွေအနေနဲ့လည်းဒါလေးတွေကိုတတ်နိုင်တဲ့ဘက်ကနေပြန်ဖို့ပေးသိချင်တဲ့ဆန္ဒလေးတော့ကျွန်တော်အနေနဲ့ကတော့ပြောနေပါတယ်ဆက်တလီရီဟာတနအိမ်ပိုင်း60နေပါတိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပေ1800အထိလည်းပြန်တက်နိုင်ပါတယ်။ ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တဲ့ကိုသတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပဝင့်ကျင်ကိုလေ့လာပါ။ဆက်သက်လေးဒီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။လူထုထက်တဲ့နေရာနဲ့စီရေးအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ။